အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေအားလုံးတို့ပေါ့လေနေ့နံလေးတွေတခုချင်းချင်းကျွန်တော်အသေးစိတ်လေးဟောတော့မှာပေါ့အဲဘာတော့ဟောမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့မြမဂျိုးရာတကြံခါပေါ့လေမကြခင်ကြောက်တော့မယ်အဲအဲ့လိုကြောက်အောင်ပြီးတဲ့နောက်ပိုင်းမြမအခုနှစ်1386ခုနှစ်ကနေ1389ခုနှစ်ကိုကူပြောင်းတော့မယ်ပေါ့နော်အခုလာမယ့်ဧပြီလ18ရက်နေ့ဆိုရင်ဒါနှစ်သစ်ကူပြီပေါ့နှစ်စံတရက်နေ့ တော့နေသက်ဂူဘီဆိုရင်ကျွန်တော်ပြီးခဲ့တဲ့နေ့တွေထဲမှာလဲတနစ်စာဟော့စရန်ဆိုပြီးတော့နေ့နံ9ခုကိုတီချလေးခွဲပြီးတော့တခုချင်းစီကျွန်တော်အသေးစိတ်လေးဟောကြားပေးခဲ့တယ်အခုဒီနေ့မှာလဲထပ်ပြီးတော့တနစ်စာကန်ဒမာဟော့ဂင်းဆိုပြီးတော့တနင်္ဂနွေရနေ့စနေတိကျွန်တော်အသေးစိတ်ဟောပေးမှာပါလေအခုဟော့စရန်အခုရိုက်ကူတဲ့ထဲမှာတော့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်တယ်အားလုံးပေါင်းအချက်၈ချက်လောက်ကျွန်တော်ဟောကြားပေးမှာဖြစ်တယ်အဲကျွန်တော်ဟောမယ့်အချက်တွေက number 1 ဒီတနစ်စာမှာတရင်ခုတွေတာသမီတွေဂျုံလို့ရမယ်စိတ်တစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေတွေနံပါတ်1ဆိုလို့ရှင်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေအဲနံပါတ်3ဆိုလို့ရှင်ဝင်ဝင်နဲ့ပတ်သက်တဲ့အခြေအနေနံပါတ်4ဆိုလို့ရှင်ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်5ဆိုရင်အခြေအိမ်ရောင်းရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်6ဆိုရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်9ဆိုရင်ဒီတနစ်စာအတွက်လိုအပ်တဲ့ဟာလေးတွေခြုံပြီးတော့ကျွန်တော်ပေးတဲ့အကြံပေးချက်လေးပေါ့လေအဲ့ဒါလေးဟောပေးမယ် နံပါတ်၈အနေနဲ့လောက်ရမဲ့ရရားဆိုပြီးတော့အချက်၈ချက်ကဏ္ဍတစ်ခုစီလိုက်စုံစုံစစ်စစ်လေးတည်တည်ကြာကြာလေးဟောကြားပေးမှာဖြစ်တယ်။အဲ့တော့ဒီ1389ခုနှစ်တနစ်စာလုံးကြောမဲ့ကဏ္ဍမှာဖြစ်တဲ့အတွက်လပိုင်းအလိုက်တွေပါကျွန်တော်အသေးစိတ်လေးပြောမယ်ပေါ့လေ။အဲ့တော့မဟောကြားခင်မှာမေတ္တာရက်ခံခြင်းနဲ့နားလည်အောင်လို့တရင်္ဂလိုသားသမီးအားလုံးအတွက်ကျွန်တော်ဟောတာမှန်တယ်။သို့တော့အဲ့ဒါဒီတဝူးတယောက်ချင်း အမီနဲ့နာမွေးသက်ကလေးတွေနဲ့အသေးစိတ်ဇာတာတွက်ချက်ပြီးဟောတာမဟုတ်ဘူးတနင်္ဂနွေသားသမီးအားလုံးကိုခြုံခေါ်တာဖြစ်တယ်အဲ့ဒါလေးသိစေချင်တယ်မြန်မာနိုင်ငံမှာ50တန်းလောက်ရှိတဲ့ဓမ္မတနင်္ဂနွေသားသမီးတွေသွားနေချင်နေပြီပေါ့လေအဲ့တော့ကောင်းသည်ဖြစ်သည်ဆိုးသည်ဖြစ်သည်အဲ့ဒီအောင်ဟောလို့ဟာဒီစရာဟောတာပဲငါတော့ခုမှမကောင်းသေးဘူးအာတချို့ကဆရာတော့မကောင်းတာဟောတဲ့ငါဒီမှာကောင်းနေတာပဲဆိုပြီးတော့နားမလည်တဲ့သူတွေကတချို့လေးတွေမှာထင်တာမျိုးလေးတွေရှိတတ်ကြတယ်တချို့နည်းနည်းဟိုအားနည်းချက်ရှိတဲ့သူတွေတွေပေါ့လေထားပါတော့တချို့သိပြီးသားသူတွေကတော့အထွေထွေပြောစရာမလိုဘူး အဲ့တော့သူကနှစ်တစ်နှစ်မှာကံကောင်းတဲ့ဟိုနေ့တွေကံညံ့တဲ့နေ့တွေဆိုတာရှိကြတာပေါ့လေဒါတစ်နှစ်တိုင်းတစ်နှစ်တိုင်းပြောင်းသွားတိုင်းပြောင်းသွားတိုင်းဖြစ်တယ်ဖြစ်တော့ဒီ1389ခုနှစ်မှာကံညံ့တဲ့နေ့နံလေး3ခုလောက်ရှိတယ်ဗျ3ခုရှိတယ်အဲ့ဒီကံညံ့တဲ့နေ့နံ3ခုထဲမှာဒုတိယပေါ့လေနံပါတ်1နံပါတ်2နံပါတ်3လို့အဲ့လိုမျိုးချပြီးတော့စီလိုက်မယ်ဆိုရင်တနင်္ဂနွေကနံပါတ်1နေရာမှာရှိနေတယ်အဲ့တော့သေချာတာကဒီဒီတနစ်စာ အတွက်ပေါ့လေတနေ့ကလေးသားသမီးတွေကအကန်ကောင်းတဲ့နေ့ထမှာပါတာမဟုတ်ဘူးဆိုတာလေတော့သိစေချင်တယ်ထပ်ပြောမယ်နော်တနေ့ကလေးသားသမီးတွေဒီတနစ်စာကန်တရားကကန်အညာခိုင်ရှိတဲ့နေ့ထမှာပါတယ်ဆိုတာသိစေချင်တယ်အဲ့လိုပြောလို့တနေ့ကလေးသားသမီးအားလုံးအားလုံးဗျိုင်လူကြီးညမယ်လို့ကျွန်တော်ပြောချင်တာတော့မဟုတ်ဘူးပေါ့လေခုနကပြောသလိုရောက်စဲအသက်တွေဖွာကြတာတွေပေါ့လုံနေတဲ့အရာတွေပေါ်မူတည်ပြီးတော့ကောင်းချင်ဆိုရင်တယောက်နဲ့တယောက်တော့ကွာချမ်းမှုရှိတယ်။ဒါကအတက်နိုင်ဆုံးခြုံခေါ်တာအနည်းသက်ဆုံးမှောင်ခြုံခေါ်ပြီးတာဖြစ်တာသိသိချင်းတယ် နော်အဲ့တော့အဲ့တနင်္ဂနွေသားသမီးတွေကဒီတနစ်စာကာလမှာစစ်တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဟာလေးတွေဖြစ်လဲဆိုရင်နံပါတ်1စိတ်နဲ့ပတ်သက်ပြီးတော့မတိမညံ့ဘူးဖြစ်တတ်တယ်ဗျအစိတ်တွေကပြိုပြက်နေတာမျိုးလေးတွေဖြစ်တတ်တယ်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုလည်းလှုပ်ခွင့်မရဘူးဗျဆုံးဖြတ်ခွင့်မရတဲ့အခါမျိုးတွေရှစ်တဝါကနောက်ဆုံးဝါကဂျင်းနဲ့ချက်တဲ့အရာမျိုးတွေကြုံရတတ်တယ်ပြီးတော့ဟိုစိတ်ထဲမှာတော့ရှိတယ်ဗောလေအပြင်ကိုဖွင့်ချလို့မရတဲ့အနေအထားမျိုးတွေ တွေ့တော်ပြီးပုံရင်တော့ကရောက်နေရတဲ့အနေအထားမျိုးဆိုတော့စိတ်တစ်ပိုင်းဆိုင်ရာတေချာပေါက်ကြီးကြုံတွေ့ရမယ့်အနေအထားမှာရှိတယ်။စိတ်တွေအမှန်ရှုပ်ထွေးနေလိမ့်မယ်။ရှိနေတဲ့အကြံစီတွေကိုလက်တွေ့အကောင်အထည်ဖော်လို့မရဘူးဖြစ်နေလိမ့်မယ်။ဂျင်းနဲ့ကြက်တယ်ပေါ့လေ။အဲအဲ့ဒါအိတ်တိုင်းသွားကြုံတတ်တယ်ဆိုတော့ဂိကျွန်တော်မြင်တယ်ပေါ့လေ။အဲ့တော့ဂိဆိုင်ဖို့လိုတယ်။ပြီးတော့စိတ်ကူရအယံများနေတယ်ဗျ။လက်တွေ့မှာကျတော့လှုပ်ဖို့အတွက်အမှန်အားနည်းလို့ရတယ်။အဲ့ဒါဟိုမှာမဖြစ်ဘူးကွာဆိုပြီးမထူးထူးကွာဆိုပြီးတော့ဟိုတစ်စုတို့တစ်စောက်ကံပေါ့လေ။ လှုပ်ရှားရှောက်လို့ရတဲ့သူကပိုဆိုးတတ်တာဖြစ်တဲ့အတွက်စိတ်နဲ့ပတ်သက်ပြီးတော့အထူးသတိထားချင့်ချင်ပြီးတော့လှုပ်ပါလို့ဘယ်တော့မှဆုံးကျွန်တော်အကြံပေးခြင်းနဲ့အဲဒုတိယအဲ့နာနဲ့ထပ်ပြီးပါခြင်းတွေအဲ့စိတ်တွေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လာလိုက်ကျွန်တော်နည်းနည်းမှာခြင်းလို့အဲ့ဒါဘယ်လနေမှာလဲဆိုတော့အထူးသဖြင့်ဧပြီလစနေမာလနိုဝင်ဘာလအဲ့ဒီလတွေမှာတော့တနင်္ဂနွေသားသမီးတွေစိတ်အပူဝဆုံးစိတ်တော့ကအယောက်အဆုံးလတွေဖြစ်တာတွေ့ရတဲ့အတွက်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ နံပါတ်1အချက်ဖြစ်တဲ့အလောက်ကန်နဲ့ပတ်သက်တဲ့အချက်ပေါ့လေအဲ့ဒီမှာအလောက်ကန်ပါဝင်သူကအိုးအိမ်ရောအလောက်ကန်ရောနှစ်ခုသလုံးသွားပါတယ်ပေါ့လေတခါတည်းမှာခြင်းနဲ့နေ့နောက်ခုရှိတဲ့အထက်မှာအလောက်ကန်အိုးအိမ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်ဖို့အများဆုံးနေ့နောက်လက်ညှိုးညုံပြပါဆိုရင်ကျွန်တော်တနင်္ဂနွေသားသမီးတွေကိုပဲလက်ညှိုးညုံပြရလိမ့်မယ်အလောက်ပြောင်းပြောင်းမပြောင်းရင်နေရာထိုင်ခင်းပြောင်းဒီနေ့ထမှာဖြစ်ကိုဖြစ်လာလိမ့်မယ်နော် တော့ကောင်းသောပြောင်းခြင်းဆိုတဲ့ဆိုင်မကောင်းသောပြောင်းခြင်းမျိုးနဲ့ပြောင်းရတတ်တယ်။ဒါကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးခေါ်တာတစ္ဆာရှိရှိခေါ်တာဘသူတို့တို့ရောက်အောင်ကအနစ်နနာဖြစ်နေတဲ့စိတ်နဲ့ပြောတာမဟုတ်ဘူး။ကောင်းတဲ့နေ့နံနေလက်ကြလဲကောင်းတဲ့တိုင်းပြောမှာပဲနော်။အဲ့တော့နံပါတ်1အရေးကြီးဆုံးအချက်ကိုပြောပါဆိုရင်တနစ်စာလုံးမှာတနည်းကိုယ်တွေတာသမီတွေကြုံရမယ်အဓိကအချက်သည်အလုတ်ကိုင်းနဲ့အိုးအိမ်ကမောက်ကမာ ဖြစ်တဲ့နှစ်ပဲလုံးဝအငြိမ်မှာမဟုတ်ဘူး။အလုတ်ပြုတ်တာတော့လက်ရှိလုပ်နေတဲ့အလုတ်ကအယမ်းပင်မလိမ့်မယ်။ ပင်မတော်အကျိုးခံနာငွေမရတာမျိုးတွေဖြစ်တယ်။ကိုလုတဲ့အလုပ်မှန်သမျှအတိုက်ခိုက်နေတဲ့ရံပရိပခနေတဲ့ရှင်ပြီးလှုပ်နေရတာမျိုးတွေဖြစ်တတ်တယ်။အပြိုင်ဆိုင်တွေအရန်ပေါ်တာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုမနှဲဖြေရှင်းရတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့အဲ့လိုအလုပ်တွေအဲ့လိုမျိုးတွေကမောက်ကမတွေဖြစ်တယ်ပေါ့လေ။ဝန်ထမ်းတွေဆိုလို့ရှိရင်ဒီကာလမှာမကောင်းတဲ့နေရာတွေအပုတ်ခံရတာပေါ့လေ။ရံပကတဲ့နေရာတွေအပုတ်ခံရတာမျိုးတွေကိုယ့်ထက်ကြီးခဲ့တဲ့အထက်လူကြီးတွေရဲ့ဖိအားပေးမှုတွေကြုံရတာမျိုးတွေဖြစ်တတ်တယ်။ အောက်လက်ငယ်သားတွေရဲ့စက်မြင့်တော်လောင်မှုတွေစသည်အပြည့်ဒီကြားတွေထဲမှာပေါ့အလုပ်နဲ့ပတ်သက်ပြီးခိုက်တယ်။နောက်ဆုံးကိုကိုတိုင်ကလည်းလက်ရှိလုပ်နေတဲ့အလုပ်တွေမလုပ်ချင်ဘူးဆိုပြီးတော့အဲ့ဒီအလုပ်ကိုပြစ်ချလာပြီးတော့နောက်လောက်တစ်ခုကူပြောင်းယူမှုအတွက်ရည်ရွယ်တာမျိုးလေးတွေအားစာဖြစ်တတ်တယ်။ကိုထက်ကြီးခဲ့တဲ့သူတွေကနင်းထိုင်နဲ့အထင်လွှဲတဲ့ရှင်းမြိုင်နဲ့လက်မခံဘူးဆိုတာမျိုးလေးတွေဖြစ်တတ်တယ်။သတိထားပါ။ကိုရဲ့လှုပ်ရည်ကာရင်တွေရှိတော်လည်းပဲတကယ်တကယ်လက်တွေအသုံးချလို့မရအောင်ဖြစ်တတ်တယ်။ဒါ့အပြင်မာဂျင်နာပါလဲဆိုတော့ ပင်မပြီးတော့ကိုယ့်ရဲ့ပင်မမှုအကျိုးကျေးဇူးတွေကြတော့တခြားသူတွေကခံစားသွားတာမျိုးတွေဒီနှစ်ထပ်မှဖြစ်တတ်တယ်အထူးသတိထားဒါအပြင်ထပ်မှကျင်တာရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုကြတာမျိုးတွေအလုတ်ပြုတ်တာမျိုးတွေအလုတ်ထွက်လိုက်ရတာမျိုးတွေဖြစ်တတ်တယ်လက်ရှိလုပ်နေတဲ့အလုတ်တွေမှာတည်မြဲဖို့အတွက်ကိုခံစစ်ကိုဦးစားပေးပြီးတော့အဲရှင်သာမလို့အကြံပေးခြင်းနဲ့အလုတ်နဲ့ပတ်သက်ပြီးတော့မငြိမ်ဘူးဒီကနေထွက်ပြီးနောက်တစ်ခုပြောင်းပြောင်းတဲ့လုပ်မှာထပ်ပြီးမငြိမ်တာမျိုးဖြစ်တဲ့တော့ လုံလုံချာချာလုံလို့လုံးဝမသိတော့ကျွန်တော်တော့ပုံပြီးစိတ်ကူတာကဘာလဲဆိုတော့အိမ်နေရထိုင်ခင်းလို့ခေါ်တယ်ပြောမှာတော့အားနာတယ်ဗျအိမ်နဲ့ပတ်သက်ပြီးတော့အပြောင်းအလဲတွေဖြစ်တတ်တယ်နောက်ဆုံးများတဘောင်ကဘေးအန္တရာယ်တွေကြောင့်ကိုယ့်ရဲ့နေရထိုင်ခင်းတွေအိုးအိမ်တွေပြက်စီးတတ်တယ်ဆိုတော့ဂိမ်းပြိုပြက်တယ်ဆိုတော့ဂိမ်းမှုတွေဖြစ်တဲ့အတွက်အဲ့ဒါတွေကိုပြန်တီးရဆောက်ရတယ်နောက်ဆုံးတချို့အရန်ရန်အရန်ပေါ့လေဟိုကံအညဆုံးဒီတနေ့ခုနေ့တွေဆိုလို့ရှိရင်အိုးပြက်အိမ်ပြက်ဖြစ်တတ်တယ်ဆိုတော့အဲ့ဒီ အဖြစ်စီခံလာရတဲ့အနေအနေထားအထိသွားပြီးဖြစ်ရတဲ့အတွက်အထူးသတိထားပါလို့ထက်ထက်လဲလဲအကြံပေးခြင်းနဲ့ပြီးတော့ရပြီသားအခွင့်အရေးတွေမရဘဲနဲ့ဆုံချုံသွားတာမျိုးတွေအားစားဖြစ်ရတဲ့အတွက်အလုပ်ထဲမှာလည်းအထူးသတိထားပေးပါ အထူးသဖြင့် March လ April လ September လ August လ November လတွေမှာလုပ်ငန်းအတက်ကျအနေထားလေးကိုပို့ပြီးတည်လာနိုင်မယ်ဂရုစိုက်ပြီးလုပ်ပေးပါ အလုပ်ကံနဲ့ပတ်သက်ပြီးပြောချင်တာကတော့စာနာမစောပါနဲ့ဖြစ်ဖြစ်နဲ့မမှန်လေးတော့ လက်ရှိအနေထက်မတိုးတက်နေနေပြီလက်ရှိအနေထက်မယုတ်ယော့ဖို့ခန်းစစ်ကိုဦးစားပေးပြီးသွားတာကအကောင်းဆုံးပါပဲဆိုတာလေတော့မာပြရစီဗျာနော်နံပါတ်3အချက်အဲ့ဒါပါလဲဆိုတော့ဝင်ငွေပေါ့လေဒီတနစ်စာပတ်လုံးဝင်ငွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်စတင်မာလာကလွယ်လို့ရှိရင်ဂျန်နယ်လာတွေမှာဝင်ငွေကောင်းတဲ့အထက်မှာပါတယ်ငွေချင်းနဲ့ပတ်သက်ရင်တော့အဲ့လောက်ကြီးဆိုးတဲ့အထက်မှာမပါဘူးပေါ့လေမေလဒီဇင်ဘာလအဲ့ဒီလတွေမှာကြတော့လူလိန်လူကောက်တွေနဲ့တွေ့ရတတ်တယ် ရည်ရည်ဆိုတဲ့သူတွေကနောက်ကျော်ဓာတ်နဲ့ထိုးတာမျိုးတွေဖြစ်တတ်တယ်။အာမခံကိစ္စတွေလုံးဝလုပ်လို့မရဘူး။စိုက်ယောရတာမျိုးတွေဖြစ်တတ်တယ်။ရရရှင်မရတာပေးရရှင်မပေးနိုင်တာရည်ရည်မျိုးနဲ့နိုင်တဲ့အလုပ်တွေကဆုံချုံနေတာတော့တာအလိန်ကောက်ခံတာအရိလာမှာဖြစ်တတ်တယ်။ဥပမာပစ္စည်းဝယ်ပေးမယ်ပေါ့။ဒါမှမဟုတ်အလုပ်ရမယ်အခွင့်အရေးရမယ်ဆိုပြီးတော့အဲအားမျိုးတွေနဲ့အယုံမဲ့ပြီးအညာခံတာမျိုးတွေဖြစ်တတ်တယ်။ဥပမာပေါ့နိုင်ညာပို့ပေးမယ်ဆိုပြီးတော့အခွင့်အရေးရမယ်ဆိုပြီးတော့အင်ဂျင်ကြီးတောင်းတယ် တမန်ခံပဲသွားတော့မလို့တပတ်ခါပဲသွားတော့မလို့ပြီးတော့ပြီးတော့မသွားဘဲနဲ့အလိန်ခံပြီဆိုတဲ့အနေအထားကိုเจ้าကဒီเจ้าကရွှေ့သွားတယ်ဆိုတဲ့အနေအထားဒါဥပမာနားလည်လို့အောင်ပြောပြတာအငွေအလိန်ခံတဲ့တဲ့ရိပြူရနိုင်မယ်ဇန်နဝါရီလဇွန်လအဲ့ဒီလတွေမှာတော့စီဝါရေးအမရန်ကောင်းတယ်အဝင်ဝင်အမရန်ကောင်းတဲ့လတွေလို့ခေါ်ရပြန်နော်ဆိုတော့ဆုံချွန်ထားတဲ့အရာလေးတွေပြန်ပြီးပေါ်လာနိုင်မယ်လက်နဲ့ပတ်စံနဲ့မပြတ်ဘူးဆိုတဲ့ကာလလေးတွေပြန်ပြီးဖြစ်တည်လာနိုင်မယ် အော်တို့ဘာလည်းပါငွေကြတော့ရလိုက်ကုန်လိုက်ကုန်လိုက်ရလိုက်မနှောင်းဝင်လိုက်ညက်နေထွက်လိုက်ထွက်လိုက်ဝင်လိုက်အဲ့လိုပတ်ချပါတော့လို့ဖြစ်နေတယ်ပဲရတဲ့မဆက်မမြဲဘူးပေါ့လေတရားဝင်တထောင်ပြထွက်တယ်ဆိုတဲ့ကာလမျိုးလို့ခေါ်တဲ့အတွက်အထူးသတိထားပေးပါဒါအပြင်ဖေဖော်ဝါရီလဇူလိုင်လအဲ့ဒီလတွေမှာတော့ရတဲ့ငွေစုဆောင်းနိုင်တဲ့အနေအထားဖြစ်မယ် sorry ကျွန်တော်တခုပြန်ပြောပြသေးဖေဖော်ဝါရီလနဲ့အဲဇွန်လပေါ့လေအဲ့တော့အဲ့လတွေကတော့အမှန်တန်ကောင်းတဲ့အထက်မှာပါတယ်စုပြီးဆောင်းပြီးတော့ ရတဲ့အကောင်းဆုံးသောကာလလို့ခေါ်တဲ့သူကအမှန်ကောင်းတယ်အဲ့ကာလမှာတော့ပတ်စံဆူလို့ရတယ်အတက်နိုင်ဆုံးဆူပေးပါကျန်တဲ့လှလေးတွေမှာတော့ရတဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံမမြတ်တာပဲနဲ့အကုန်ကြလေတွေများနေမယ်ဆိုတော့ဝင်ဝင်လေးကတော့ပုံမှန်ရှိနေမယ်သို့တော့ဒီတစ်ထက်မှာជីជីမမာကြီးဆုမိဇောင်းမိတာမျိုးတွေအများကြီးပေါ့လေအဆိုင်ခက်လိုက်ရမှာအဲ့ဒါမျိုးတွေတော့မရှိဘူးပေါ့လေအဲ့တော့သိချာပဲဝင်ဝင်တဲ့ပတ်သက်ရင်တော့သူကမန်နန်းလေးတော့သွားလိုက်မယ်ជីជីမမာကြီးအောင်မိမှုတော့မရဘူးစိုးစိုးဝါကြီးဟိုးအောင်ဆုံးပြီးတော့ ရောက်တဲ့ထင်မှာတော့မပွားပါဘူးသူ့အနေနဲ့သူလေပတ်မယ်ဆိုတော့နှစ်ထင်မှာအဲ့တော့ဒီနှစ်ထင်မှာနံပါတ်၄အချက်ဖြစ်တဲ့ပေါ့လေကျွန်တော်အားလုံးအချက်၈ချက်ဟောမှာဟုတ်နံပါတ်၄အချက်ဖြစ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အချက်လေးကိုကျွန်တော်ဆက်ပြီးပြောပြနေတယ်တနင်္ဂနွေသားသမီးတနင်္ဂနွေသားသမီးတွေကဒီတနစ်စာကာလမှာပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့အမရန်ကန်ကောင်းတဲ့အဲတနစ်စာကံကြမ္မာလေးတွေ့ရတယ်ဗျတော်တော်လေးဝမ်းသာမှုကောင်းတယ်ပေါ့ဒီတနစ်စာပတ်လုံးပညာရေးကံကောင်းတယ်စာသင်လို့အကောင်းဆုံးသောတနစ်စာလို့လည်းကျွန်တော်ပြောချင်တယ်ဗျာနော် ဆောင်းဝက်ဖြစ်ရင်လည်းတေချောင်းအောင်လေဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ဝမ်းတောင်ဖို့ကောင်းတယ်ပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူတရားမလိုဘူးတေချောင်းအဆင်ပြေတယ်စာသင်လို့ကောင်းတယ်ဆောင်းဝက်ဖြစ်ရင်လည်းအောင်မြင်လိုက်မယ်အဲအထူးသဖြင့်စနေမာလာနဲ့နိုဝင်ဘာလတွေမှာတချို့တော့တတိထားပါလေသူကတတိစာပတ်လုံး၁၂လအောင်ပါတယ်ဘာရက်ထံမှာစနေမာလာနဲ့နိုဝင်ဘာလတွေမှာကြာတော့စာကြက်တဲ့အခါမှာစာကြက်လို့မရအောင်ဖြစ်နေတဲ့စိတ်တွေလေးနေတာစိတ်တွေလေးနေတာမျိုးလေးတွေစာကြက်စင်သိမ့်မရှိဘူးအပျော်ပါးပါးတွေလာနေတာ တချို့လူမှုရေးအခြေအနေတော်ရေးအဲ့ဒါအဲ့ပြဿနာမျိုးတွေတခြားကိစ္စမျိုးတွေကြောင့်စာထဲမှာစိတ်မဝင်စားတာတွေဖြစ်တဲ့အတွက်အဲ့ကာလတွေမှာစောင်းဝဲဖြစ်ရင်တော့ကြာတဲ့သတိတော်ထားပြီးနော်စတေမာလာနဲ့နိုဝင်ဘာလစိတ်လေးနေတာစိတ်နဲ့ပတ်သက်ပြီးအရန်ပြဿနာဖြစ်နေမှာမတ်လဩဂတ်လအောင်တို့ဘာလအဲ့ဒီလတွေမှာတော့ပညာရေးကအထူးအထူးကံကောင်းတယ်ဗျရုံးဆောင်ဝဲတွေဖြည်တာမျိုးတွေအလုပ်အင်တာဗျူးဖြည်တာမျိုးတွေကျောင်းဆောင်ဝဲတွေဖြည်တာရှိလို့ရှိရင်အဲ့လတွေမှာဖြည်ပြအောင်ဖြည်ပါ ထူးထူးခြားခြားနဲ့အောင်မြင်မှုရမယ်ဆိုတဲ့ကာလဖြစ်တာတွေ့ရတယ်။အလုံးမရှိတဲ့သူတွေအဲ့ကာလမှာအလုံးအင်တာဗျူးဖြစ်ရင်အောင်တယ်ကြွ။အကြောင်းဆောင်ဝတ်တွေဖြစ်ရင်အောင်တယ်။အဲရုံးဆောင်ဝတ်တွေဖြစ်တာရာထူးတိုကိနေပါတယ်ဖြစ်တယ်ဆိုရင်အဲ့ကာလမှာဖြစ်တဲ့ဟာကတေချာပေါင်းအောင်တဲ့အတွက်အမရဝန်သာဖို့ကောင်းတယ်။အဲ့တော့ပညာကြီးကတော့ဘာပဲပြောပြောအဲဒီတနစ်စာကာလမှာတနင်္ဂနွေသားသမီးတွေအတွက်အမရကံကောင်းတဲ့အနေအထားမှာရှိတာတွေ့ရတဲ့အတွက်ဝန်သာပါတယ်ဗျာနော်။အဲနံပါတ်5အချက်ဖြစ်တဲ့အချင်းအိမ်တော်ဝင်တဲ့ပတ်သက်တဲ့ကိစ္စလေးကျွန်တော်နည်းနည်းထည့်ဟောဦးမယ်။ အခြေအနေအောင်ရတော့ဒီကာလမှာမစိုးဘူးပေါ့လေကောင်းတဲ့နေရာမှာရှိတယ်ဗျာနော်ကံကောင်းတဲ့ထဲမှာပါတယ်အကြီးအကျယ်ရံဖြစ်တာတွေစကားများစရာတွေလင်မယားကွဲစရာတွေပေါ့လေမျက်နှာချင်းဆိုင်လိုက်တာနဲ့မျက်နှာချင်းမမြင်ကျင်တော့အောင်ပေါ့ကရောက်ကစားဖြစ်စရာမျိုးတွေအဲ့လိုပြဿနာတွေတော့ကြီးကြီးမားမားမရှိနိုင်ဘူးအဲသို့တော့စရိမာလာနဲ့နိုဝင်မာလာအဲ့နှစ်လတော့အထူးသတိပြုရမယ်အဲ့နှစ်လမှာရံပရိပခဖြစ်တတ်တယ်အထူးသဖြင့်ဖြစ်လို့ရှိရင် အဲ့ချစ်သူအိမ်တော်ဘက်နှယောက်ကြားထဲမှာတတိယတယောက်တွေပါတယ်ပေါ်တတ်တယ်ဂျားလူအနောက်ရှက်ဝင်တယ်လို့ခေါ်တယ်အဲ့တော့ခုနကလို့အဲ့တတိယတယောက်ဝင်တဲ့အပြင်တချို့ကကြတော့ဘာဖြစ်လဲဆိုတော့အပေါင်းအသင်းတို့ဆွေမျိုးညီကောင်မောင်မတို့မိသားစုတို့မိဘတို့အဲ့ဒါမျိုးတွေကဂျားထဲမှာ ခွဲတဲ့တွေးခွဲတဲ့ဇာတ်ကားတွေအဲ့ဒါမျိုးတွေကြောက်ပေါ့နိတယောက်နဲ့တယောက်အမြင်မကြည်နေမဲ့စိတ်ဝမ်းနေကြွယ်ပြီးတော့အိမ်ဘဝဆင်းဝါးတာတွေနောက်ဆုံးမြားညံ့လို့မရပဲနဲ့ကွဲတာပြဲတာမျိုးတွေတော့သွားဖြစ်တတ်တဲ့အတွက်တော့အဲ့နှလားမှာတော့အထူးအထူးသတိထားပေးပါ သူများရောက်စကားများတာမျိုးတွေဖြစ်တတ်တယ်။ကျန်တဲ့နေ့တွေမှာတော့အဆင်ပြေတယ်ဗျ။စကားတွေပါရင်များခိုင်တော့မှကြာရှင်မဟုတ်ဘူးခဏပဲပြီးရင်ပြန်လဲတက်မြောင်သွားမယ်ဆိုတဲ့ကာလတွေမှာဖြစ်တဲ့အတွက်အဆင်ပြေတယ်ဗောလေ။အဲ့ဒီမှာမိသားစုတစ်ခုထဲမှာမိသားစုအရေးနေတယ်ဗောလေ။အိမ်တော်ရေးဆိုတာအိမ်တွင်းရေးပေါ့။ဒီထက်မှာထဲတဲ့ဟာလေးကိုထည့်ပြီးပြောချင်တာရှိသေးတယ်။ချစ်ချင်းမြတ်တာတစ်ခုထဲကိုပြောချင်တာမဟုတ်ဘူး။မိဘတွေဆိုရင်ဘာဖြစ်လဲဆိုတော့တားသမီးတွေကိုအချောင်းပြူပြီးတော့စိတ်တော်ကရောက်ရတဲ့နှစ်ထက်မှာပါတယ်။ကိုယ်တားသမီးတွေစုစုံမရခတ်တယ်။ ပြောစကားဆိုစကားနားမထောင်ဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်။အဲ့ဒါအပြင်တချို့ကကြတော့ညီကိုမောင်နှမတွေကိုအကြောင်းပြုပြီးတော့လည်းဖြစ်တတ်တယ်။အတူတူပေါ့မွေးချင်းညီကိုမောင်နှမအရင်ချာတွေစိတ်ဝင်ကြွက်တာလေးတွေသဘောထားကြွက်လိုက်တာလေးတွေကအစားဖြစ်တယ်။သူတို့ကိုအကြောင်းပြုပြီးတော့စိတ်တော်ကရောက်သွားတဲ့သတိထားပါ။အဲအဲ့တော့ဂယုဆိုင်ပေါ့အထူးသဖြင့်မေလဒီဇင်ဘာလအဲ့ဒီလနေထဲမှာဆိုရင်တာသမီနဲ့ပတ်သက်ပြီးတော့ပို့ပြီးစိတ်တော်ကရောက်သွားတတ်တယ်။အခုနိုင်ငံရဲ့အနေအထားတွေခက်ခဲတာတွေလည်းမကောင်းဘူးပေါ့လေဒီစကားလေးပြောရတော့သိမကောင်းဘူး။အဲ့တော့ အဲ့ဒီလတယ်မှာကိုသားသမီးတစုံတစ်ခုဖြစ်သွားတာလေးတွေတစုံတစ်ခုစီပါသွားတာမျိုးလေးတွေကိုစီကထွက်သွားတာမျိုးလေးတွေအားစားဖြစ်ရတယ်။ပြီးရိုးတန်းတော့ဆိုလို့ရှိရင်လည်းကို့ပြောစကားတွေနားမထောင်ဘူးဆိုဆုံးမခတ်တဲ့လတွေဖြစ်တဲ့အတွက်ဗတိထားပါပြောမကောင်းဆိုမကောင်းဖြစ်မယ်။ဒီနေ့စာမှာအချစ်အိမ်တော်ကြီးကသူ့အလေးနဲ့သူမဆိုးဘူးဆိုရင်တော့မှအဲ့အောက်လက်ငယ်က သားသမီးလေးကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေအနောက်ရှက်လေးတွေတော့ရှိတယ်။ဗတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့။နံပါတ်6အနေနဲ့တနင်္ဂနွေသားသမီးတွေအတွက်ဒီတနစ်စာ ကျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်လေးဖော်ပြခြင်းနဲ့ဒေချာလေးခရုစိုက်နားထောင်ပါအဲ့တော့ဒီတနစ်စာပတ်လုံးမှာယောဂတည်တည်မောမောလေးတွေမကြာခဏဖြစ်လိမ့်မယ်ဆိုတာလေးတို့တွေ့ရတယ်အထူးသဖြင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဖြစ်ခဲ့မယ်ဆိုရင်ဘယ်နေရာဖြစ်မှာလဲလို့မေးလို့ရှိရင်တော့နံပါတ်1ကတော့နော်နံပါတ်1ခေါင်းနဲ့ပတ်သက်တဲ့ယောဂဖြစ်ကိုဖြစ်တဲ့သတိထားပါအထူးသဖြင့်အာယုံကြောသမားတွေပို့ဆိုးတယ်အရင်ကမရှိတော့အခုကလာမှအာယုံကြောနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အာယုံကြောနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်သတိထားပြီး ခေါင်းတွေမူးနေတာတွေရောခေါင်းတွေအုပ်နေတာခေါင်းတွေမရှင်းတာတွေကြိုက်နေတာတွေကအစာဖြစ်တာညဘက်တွေအိတ်မပြောတာတွေကအစာဖြစ်တဲ့ကျုပ်ကခေါင်းအားဖြစ်တဲ့အခါမှာမျက်စိမှာသွားထိပြီးမျက်စိတွေမျက်မှန်ပါဝါတိုးရတာခွဲရစိတ်ကတာဒါမျိုးတွေအစာသွားဖြစ်ရတဲ့အတွက်အာယုံကြောင့်နဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်လေးသတိထားပါဒါ့အပြင်တခြားနေရာတွေမှာဖြစ်မဲ့ဆိုရင်အကျောအစစ်တွေနဲ့ပတ်သက်တဲ့ယောဂါလေးတွေအပြင်လေနဲ့ပတ်သက်တဲ့ယောဂါတို့ကဝမ်းမကြီးကနေလေထိုးလျောက်တွေဖြစ်တဲ့အပြင်တချို့အသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်လေဖြတ်တာတွေပါတယ်ပေါ့လေတဆုပ်ဖြစ်တာမျိုးတွေ ဒါနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်။အဲ့ဒါအပြင်ခန္ဓာကိုယ်အနေအားအနှံ့ပြားမှာအနာစိမ့်လိုမျိုးအနာအဖုလေးတွေပေါ့လေအများကြီးပေါက်တာပွားတာဒါမျိုးလေးတွေတော့ဖြစ်တတ်တယ်။သတိထားပါ။အထူးသဖြင့်စရိမာလာထဲမှာအစာမားလိမ့်မယ်။နော်အစာမားတာဝက်ပြက်ဝမ်းလျှောဖြစ်တာအထက်လောင်အောက်လျှောဖြစ်တာအစာအစိမ့်တင်တာဒါမျိုးလေးတွေဖြစ်တတ်တဲ့တို့ကအစာတွေပါရီစားတဲ့အခါမှာသတိထားရှောင်ရှားပြီးတော့မှစားပါ။မေလနဲ့ဒီဇင်ဘာလထဲမှာဆိုရင်ဝမ်းပြက်ဝမ်းလျှောယောဂါ ဝမ်းကိုက်တဲ့ယောဂလေယောဂလေတဆုပ်ဖြစ်တာလေထုတွေရောက်ဖြစ်တာ လေဖြတ်တာအဲ့ဒါမျိုးတွေသွားဖြစ်တတ်တယ်ဧပြီလအမှဆိုတော့ကျမကြီးနဲ့ပတ်သက်လို့ရှိရင်ရေချိုးမှားပြီးတော့အပူရှက်ပြီးဖျားတာမျိုးတွေဖြစ်တတ်တယ်ရေခဲရေတွေဘာတွေမတောင့်နဲ့နေဘူးရီးယားပြန်လာတဲ့အခါမှာနော်ချက်ချင်းအော်လိုမျိုးကြီးလောက်လိုက်တာမျိုးတွေရေချိုးလိုက်တာမျိုးတွေဒါတွေလုံးဝမလောက်ပါနဲ့အဲ့တော့အဲ့ဒါလေးကိုချုပ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ဆေးုံတက်ခမယ်ဆိုရရင်တော့မှတက်ခမှာတက်ခရောကြီးကြီးမားမားအသက်အန္တရာယ်တော့စိတ်ပူတရားမရှိဘူးပေါ့လေ ။နောက်ဆုံးဗျာဒီတင်းစာပတ်လုံးကခွဲရဆေးရမဲ့ကံပါလို့ခွဲစိတ်ခန့်တော့မှအသက်နဲ့ဝေးတဲ့နေရာတွေအသက်နဲ့စိတ်မှုရမလို့လဲခွဲစိတ်မှုမျိုးတွေကပဲခွဲစိတ်ရတာဖြစ်တဲ့သူကအရင်တော့ကျွန်တော်စိတ်မပူသို့တော့ဂရုတော့ဆက်ကမယ်မကြာခဏအဲ့လိုမျိုးယောဂတွေယောဂသေးမွားတွေဖြစ်တဲ့ဟိုတေမရာမတေတာပေါ့လေနားတယ်ဆိုတဲ့ဂိမ်းထဲမှာတော့ပါတယ်တေတယ်ဆိုတဲ့ဂိမ်းထဲမှာတော့မပါဘူးအဲ့တော့ဂရုဆိုင်ကမယ်ထဲမှာတော့ပါတယ်သတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးပါရစေအဲ့တော့ကျွန်တော်ဟောလာတာအားလုံးပေါင်းအချက် 6ချက်ဖြစ်သွားပြီပေါ့လေအဲစစ်တပိုင်းဆိုင်ရာအနေထားတွေအလုတ်ကိုင်းတွေဝင်ငွေတွေပညာရေးတွေအခြေအနေအောင်ရေးတွေကျန်းမာရေးတွေစုံပြီးအဲ့တော့ဒါတွေကိုခြုံပြီးတော့နော်တနင်္ဂနွေသားသမီးတွေအတွက်အကြံပေးခြင်းနဲ့အကြံပေးချက်ပေါ့နံပါတ်9အနေနဲ့ဒီနေ့ကကံအကောင်းဆုံးနှစ်မဟုတ်ဘူးဆိုတာသိသိခြင်းနဲ့အဲ့ဒီလိုပဲကံဤတုပ်ဆိုးပဆက် ကြီးဆိုးပါတယ်လို့တော့မပြောလို့ဘူးသို့တော့ကံညာနဲ့နှစ်ထပ်မှတော့ပါတယ်နော်အဲ့ဒါကတော့အရှိတရားပဲဒါဗေဒင်မျက်နှာပဲကြည့်ပြီးတိစ္ဆာရှိရှိပြောတာအခက်ခဲတွေကြုံရနိုင်တယ် စိတ်ရှုပ်စရာတွေကြုံရနိုင်မယ်အထူးသဖြင့်ကြုံရရင်သူကအချက်နှစ်ချက်ကအဓိကကြုံရတာဘာလဲဆိုတော့နံပါတ်တစ်ချက်ကတာသမီးတွေနော်အစိတ်တော်ကရောက်လာတယ်ဒီချက်တွေဆိုရင်ပြောရတော့အားနာတယ်ဗောလေဒီငယ်ရွယ်တဲ့အကွန်ဆောင်မိခင်တွေဆိုရင် abortion တွေပါတယ်ဖြစ်တာမျိုးတွေညာစာဖြစ်တယ်ဒီချက်ကကျတော့တာသူသမီးဆိုပြောစကားဆိုစကားနားမထောင်တာကိုယ်စီကထွက်သွားတာဒီချက်ကတော့အခုလက်ရှိနိုင်ငံရေးအနေနဲ့ပြဿနာတွေကြောင့်တာသမီးတွေကိုယ်စီကထွက်သွားတာဒါမျိုးတွေညာစာတော့ဖြစ်တယ်အဲ့တော့တာသမီးကြောင့်အစိတ်တော်ကရောက်လာတဲ့ချက်ဒုတိယအရေးကြီးဆုံးအချက်အချက်ပေါ့နော် နေ့ခုနခုနခုတည်းမှာအရေးကြီးဆုံးအချက်ကဘာလဲလို့မင်းတနေ့ခုနေ့သားသမီးတွေပြောအလောက်ကင်အိုးရင်အဲ့ဒါပြဿနာအကြီးမားဆုံးပဲနည်းနည်းလေးချင်ချင်လေးစကားပြောရင်သူကအလုတ်ပြုတ်သွားတယ်အလုတ်ထွက်လာတယ်အလုတ်ပြောင်းသွားတယ်အိုးအိမ်နေပြက်စီတာမျိုးတွေတဘောင်းဘေးအန်တွေအကြောင်းပြက်စီတာမျိုးလည်းပါတယ်အကြောင်းကြောင့်ဆောင်လည်းပါတာပေါ့လေအဲ့ဒါကကမောက်ကမောက်အဖြစ်ဆုံးပဲအဲ့နှစ်ချက်ကိုအဓိကသတိထားရမယ်ပြီးတော့ဒီကလာမှာအကြံပေးခြင်းနဲ့ဘာတွေပဲကြုံကြုံအရာအလုံးကခဏပါပဲကြာနော်အဲ့တော့အချက်ကစိတ်ရှိပါလို့အကြံပေးခြင်းနဲ့နောက်တစ်ချက်ကတော့ဒီကလာမှာ လူရင်းလူယုံတွေဒုက္ခပေးတာမျိုးဖြစ်တဲ့အတွက်ဘသူဘသူဘုံမှာမယုံပါနဲ့နံပါတ်3အချက်ကတော့ဒီကာလမှာငွေများများနဲ့အလုံးမလုံးနဲ့ဆိုလိုချင်တာကငွေအရင်းကြီးကြီးမားမားစိုက်ထုတ်ပြီးတော့စွန့်စားပြီးလုပ်လို့ရတဲ့နေ့ထမမပါဘူးကန်တရားကကိုယ်နောက်မှာမရှိတဲ့အတွက်မန်နန်းလေးပဲလုပ်ဖို့အကြံပေးခြင်းနဲ့ပြီးတော့ငွေနဲ့ပစ္စည်းကိုလွယ်လွယ်ကူကူလေးမထားပါနဲ့လို့အကြံပေးခြင်းနဲ့နော်စိတ်ပူရတဲ့အနေအထားရှိလို့အဲ့တော့ဒါလေးတွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ဘာမှစိတ်ပူစရာမရှိဘူးစိုးခဲ့မယ်ဆိုရင်လည်းဒါကယာယီအတိုင်းနာပါပဲเนาะ ဆိုတော့ဒေရှာလေးခေါင်းရင်းနဲ့ထားပြီးဖြည့်ရှင်းမယ်ဆိုရင်တော့ဒီနှစ်ကိုအနိုင်နဲ့ပိုင်လို့ရပါတယ်ဗျအဲ့တော့အားလုံးပြောပြီးတဲ့အခါမှာနောက်ဆုံးအချက်အနေနဲ့ပေါ့လေနံပါတ်၈အချက်အနေနဲ့ယရရာလေးပေးခြင်းနဲ့အဲတနည်းကိုရသားသမီးတွေဒီတနစ်စာပတ်လုံးမှာယရရာအနေနဲ့ဘာတွေခြေသိမ့်လဲဆိုလို့ရှိရင်အိမ်ရဖရားမှာကြာပန်းကိုဝင်ကတ်လို့ပေးပဲနော်နံပါတ်၈ချက်ကဘာလဲဆိုတော့ယဟန်တန်ဃာတော်တွေကိုပေါက်ပေါက်ဆုပ်လေးတွေလူပေးရမယ်မကြာခဏလူပေးပါလို့ ပြီးတော့ရှင်နံပါတ်3အချက်ကပေါ့မိတ်ဆွေတူဦးကိုပေါ့လေသပစ်ဒီလေးလက်ဆောင်ပေးပြအောင်ပေးပေးပါဗျာနော်သပစ်ဒီလို့ခေါ်တာပေါ့နော်အဲ့ဒါလေးအဲ့ဒါမရဘူးဆိုတော့တည့်ရက်ဒီလေးလက်ဆောင်ပေးပြအောင်ပေးမယ်အဲ့ဒါအပြင်အတက်နိုင်ဆုံးလမ်းခင်းပေးပါလို့အကြံပေးခြင်းနဲ့လမ်းမှာ jack ွက်ရှိတဲ့နေရာလေးတွေကိုအုတ်ခဲကြိုးလေးတွေနဲ့လမ်းခင်းခြင်းလမ်းပြင်ခြင်းကိုယ်တိုင်ကိုကြကာယအာနဲ့ဖြစ်စေညာနာအာနဲ့ဖြစ်စေเนาะဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေရုပ်ထုပိုင်းဆိုင်ရာနဲ့ဖြစ်ဖြစ်စေ လမ်းခင်းပြအောင်ခင်းပေးပါအိုးအိမ်တိုက်တာနေရာထိုင်ခင်းနေပြင်လို့ဆင်လို့ရတာမျိုးလေးတွေမှာတက်နိုင်တဲ့ဘက်ကနေကူညီပေးပါခက်ခဲတဲ့သူတွေကိုအဲ့လိုကူညီရအဖြစ်ကို့မှာကြုံရမယ့်အိုးအိမ်နေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ကိစ္စတွေလည်းတဖြည်းဖြည်းအဆင်ပြေလာမှာဖြစ်တဲ့အတွက်လှုပ်ပြအောင်လုပ်ပေးပါအဓိကမင်းကလမ်းပြင်ခြင်းလမ်းခင်းခြင်းလှုပ်ပြအောင်လုပ်ပါအဲ့ဒါအရေးကြီးဆုံးအချက်ပါပဲနော်အဲ့စကားလေးမမေ့ပါနဲ့အဲ့တော့ကျွန်တော်ပြောတဲ့အချက်လေးဒီကိုလိုက်နာရှောင်ရှားမယ်။ဘယ်တော့မှမပါဖြစ်မလဲဆိုပြီးလပိုင်းလိုက်ပြီးတည်ရပြီးရှောင်းအောင်ဆောင်ရမယ်ဆိုရင်တော့သိချင်တယ်။ အခက်အခဲကြုံရတဲ့ slow ဝါမဖြစ်ပဲနဲ့ကောင်းတဲ့ကံတွေကတော့အီကံမုတ်ချပူရင်ကောင်းမှမှာအသေးချပါပဲအဲကျွန်တော်မိတ်ဆွေတနေ့ကလေးတာသမီအလုံးဒါမဲ့နှစ်တကြီးမှာစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပြီးတော့ကပ်ရောက်ပါအပေါင်းကနေကြွေးကြပါစေမိသားစုတွေစုံစုံကြီးအေးအေးချမ်းချမ်းနဲ့ရှိနိုင်ကြပါစေတာသနာပြုနိုင်ကြပါစေလို့ကျွန်တော်မြတ်တာကိုဆုတောင်းရင်းကျွန်တော်ရဲ့ဟောဆောင်မှုဒီနေ့မှာဤကောင်ချုပ်ပြရသေးတယ်နော်